ကျွန်တော်တို့လူသားတွေမစင်မချင်းလုပ်နေတဲ့ကိစ္စတွေအတွက်ကြောင့်ကဘာကြီးကအသိမကြခင်မှာပဲပျက်စီးသွားခဲ့ပါပြီ။လေတုညဉ့်ညံ့မှုကြောင့်နေထိုင်လို့မရတဲ့ကဘာကြီးကနေလူသားတွေကဒုံမြန်ကိုစီနဲ့ဆွန့်ခွာခဲ့ကြပါရယ်။ဒုံမြန်လက်မဲ့ရသူတွေကထိပ်သီးပိုင်းအာနာရသူတွေနဲ့နမဲကြီးပုံကိုစီသာဖြစ်ခဲ့ပါရယ်။ဒါပေမဲ့လို့ထွက်သွားတဲ့လူသားတွေကလည်းအကာတာရဲမှာတိတ်ကြကြမနေလိုက်ရဘဲနဲ့တဲအောင်ကြီးတင်းမှုတွေကြောင့်ပေါ်ကကူသွားကြပါရယ်။လူသားမျိုးနွယ်ကမျိုးတုံးလူနီပါဖြစ်သွားခဲ့ပြီးတော့ကဘာပေါ်မှာအသက်ရှင်ကျန်သူအနေငယ်ပဲရှိပါရယ်။ထိုသူတွေကလည်းလေတုညဉ့်ညံ့မှုကင်းဝေးအောင်လို့တောင်ထိပ်တွေမှာအိမ်လေးရေဆောက်ပြီးတော့နေကြရပါရယ်။ဒီမရဲ့နမဲကတော့အေးဖြူဖြစ်ပြီးတော့အဖေဖြစ်သူဆောက်ပြီးအိမ်လေးအတွင်းမှာတန်ညောင်း ဆိုတဲ့ဆဲယုတ်တယုံနဲ့အတူတူနေထိုင်ပါရီတန်ချောင်းကစစ်ဖက်ဆိုင်ရာဆဲယုတ်ဖြစ်ပေမဲ့အေဖြူရဲ့ဖခင်ကသူ့သမီးကိုစောင့်ရှောက်ဖို့ program ကိုပြန်လည်ပြုပြင်ထားတာပါအေဖြူကစကားပြောဖို့လိုအပ်နေပေမဲ့ဆဲယုတ်လေးတန်ချောင်းကတော့ဟာသားရဲ့ရည်စရာတွေကိုတခုမှမသိတဲ့တကယ်ဆဲယုတ်ကြီးဖြစ်နေလို့တိုင်ပတ်နေရပါရီမြို့ထဲမှာအစာရှာဖို့သွားတိုင်းလည်းအောက်ဆီဂျင်ဘူးအပြည့်နဲ့မျက်နှာဖုံးတွေတည်သွားရပါရီစူပါမားကတ်မှာလိုအပ်တာတွေကိုလိုက်စုဆောင်ရင်းနဲ့လာဘနာမျိုးစေ့ထုတ်လေးကိုတွေ့ခဲ့ပါရီလိုရာယူပြီးလို့ပြန်ကားနေတိုင်းမှာသူမတရှိနေတဲ့နေရာကိုစာရေးပြီးတော့အတည်ပြုခဲ့ပါရီဒါမှသာအသက်ရှင်ကျန်သူတွေရှိရင်သူမစီလာရောက်ပူပေါင်းနိုင်အောင်ဖြစ်ပါရီပြင်ရောက်ချင်းမှာတန်ချောင်းကပတ်ဆွက်ကိုမေးပြီးတော့သူ့ရဲ့ ုပ်ဖြစ်တဲ့ကိဆောင်တာဝန်ကိုစေယုပ်ပြီးပြည်ပွန်စွာဆောင်ရွက်နေပါတယ်။ APU ကသူ့အိမ်မှာလည်းတယောက်တည်းဖြစ်နေလို့အမြဲတမ်းအထီးကျန်နေရပါတယ်။ RNR တိုင်းမှာလည်း Radio ကိုသုံးပြီးတော့အသက်ရှင်ကျန်သူရှိမလားဆိုတဲ့စိတ်နဲ့ရှာဖွေတက်လေးရှိပါတယ်။ကဘာကြီးနေပြန်ကောင်းလာအောင်ရသမျှမျိုးစေ့တွေကိုလည်းစိုက်ပျိုးထားတတ်ပါတယ်။နိုင်ငံကိုပေါ်လုံးနဲ့ပြစ်ပြစ်ပြီးတော့ဆော့ရတာကလည်းသူ့ရဲ့နေရှင်အာကစားနည်းလို့ဖြစ်နေပြီးတော့ဒီလိုနဲ့ပဲရတန်းရတန်းကိုကုံရှုံနေပါတယ်။ဒကောင်နဲ့ရှိတဲ့စေယုပ်တန်ချောင်းကလည်းစေယုပ်လိုမျိုးစကားကိုဒေတော်တွေပြောနေလို့ရန်ဖြစ်ပါသေးတယ်။ APU ကတန်ချောင်းကိုသူနဲ့လက်ထက်ဖို့ပြောပေမဲ့သူကစေယုပ်မှုလို့မဖြစ်နိုင်ဘူးလို့ညင်မြန်ပါတယ်။စေယုပ်တွေကစေယုပ်တွေထက်ဖို့လာရင်အန္တရာယ်များနိုင်တယ်လို့ဆိုပါသေးတယ်။ ်။ဒါကြောင့်မလို့အေးဖြူကလည်းတစ်ချိန်လုံးကမြောက်ပိုင်းနိုင်ငံတွေကသူတို့နယ်စပ်တွေမှာတန်ချောင်းလိုဆဲရုပ်တွေတုံပြီးတော့အဆောင်ချထားတဲ့အကြောင်းပြန်တွေးမိသွားပါရင်။အဲ့လိုမှအဆောင်မချရင်လည်းပျက်စီးနေတဲ့ကဘာကြီးရဲ့ဆိုးကျိုးကိုခံစားနေရပြီဖြစ်တဲ့အလဲပိုင်းကဒုက္ခတွေအလုံးအလုံးရင်းနဲ့ဝင်လာကြမှာဖြစ်ပါရင်။ဒါမှလည်းဘလို့မှနေထိုင်လို့မရတော့ချိန်မှာတော့လူတွေကလည်းနယ်စပ်ကိုဖျက်ကျော်လာကြပြီးဆဲရုပ်တွေကလည်းကြော်လာမဲ့ဘူးသူ့ကိုမဆိုပစ်ခတ်တက်ဖြက်ပြစ်လို့လူသားတွေကအစတင်မြို့တုံးလာခဲ့တာပေါ့။တန်ချောင်းကတော့သူတို့လိုဆဲရုပ်တွေကလူတွေကိုဒုက္ခမပေးပါဘူးဆိုတဲ့ program ကိုပြောပြနေပါရင်။သူတို့တွေကအပြင်းမဲ့တဲ့သူတွေကိုမတက်ဖြက်ကြပဲနဲ့ရာဇဝတ်သားတွေမှသာတက်ဖြက်ကြတာလို့ညင်မြန်ပါရင်။အေဖြူကတော့တန်ချောင်းကိုယ်တိုင်လည်းနယ်စပ်ဆောင်ဆဲ ုပ်ဖြစ်ပြီးတော့သူ့အဖေကမညံကိုဖြောက်ပြထားလို့မသိတာဖြစ်တယ်လို့ရှင်းပြလိုက်ပါရီ။အေဖျူရဲ့အဖေကတန်ချောင်းကိုပြင်ဆင်ပေးပြတာနဲ့အေဖျူကိုစောင့်ရှောက်ဖို့မှာကထွက်သွားခဲ့တာဖြစ်ပါရီ။ခရစ်မတ်လည်းနီးလာပြီမလို့တန်ချောင်းကိုဘာလို့ခြင်းလဲမေးလို့ဆေးရုံမလို့ဘာမှမလို့ဘူးလို့ပြောပါရီ။အေဖျူကလည်းသူ့ရဲ့အထူးကျမှုကိုဖြစ်ပြဖို့အတွက်တန်ချောင်းကိုဆေးရုံလိုမနေဘဲနဲ့လူတယောက်လိုဟန်ဆောင်ပေးဖို့တောင်းဆိုခဲ့တာပေါ့။အဲဒီတော့မှတန်ချောင်းကလည်းပြက်နေတဲ့သူ့ရဲ့မျက်လုံးတစ်ဖက်ကိုအစားထိုးပေးဖို့လက်ဆောင်တောင်းဆိုလိုက်ပါရီ။နောက်တစ်ရက်မှာတော့အေဖျူကလည်းထုံးစံနဲ့အစားရှာဖို့ထွက်သွားကကားပေါ်တက်ပြီးတော့မှမိခဲ့တာရှိလို့ပြန်သွားယူဖို့လုပ်နေစီမှာတန်ချောင်းကဒါဘရော့ပတ်ဆွဲပြောခိုင်းပါရီ။အေဖျူလည်းပတ်ဆွဲပြောလိုက်တော့မှမှားနေရဲ့ ဆိုပြီးတော့တန်ချောင်းကပြောကတနက်တီပါထုတ်ချိန်လာပါရီ if you ကဘာလို့မနေရလဲမေးတော့သူပြောတဲ့ password ကလွန်ခဲ့တဲ့3လကဟာဖြစ်ပြီးတော့အခုချိန်မှာတော့3လပြည့်ပြီမလို့ password အစ်စ်ပြောင်းသွားပြီဆိုပြီးတော့ရှင်းပြပါရီ password တွေကိုမှတ်ထားတဲ့စာအုပ်ကအိမ်ထဲမှာဖြစ်လို့သူသွားယူလို့မရအောင် if you ကရှင်းပြပြီးမှမရပါဘူးတန်ချောင်းကတော့ if you ကိုမှတ်မိနေပြီမဲ့ password မသိရင်ပေးမဝင်ရဘူးဆိုတဲ့အမိန်တိုင်းလုံးဝအထည်ဝင်ခွင့်မပေးပါဘူး if you ကလည်းသူ့ကိုမှတ်မိနေတာမလို့တန်ချောင်းရဲ့သခင်ဖြစ်တယ်ဆိုတဲ့အမိန်နဲ့အာဏာပေးပြီးတော့ဝင်ခွင့်တောင်းပါရီဒါမဲ့လည်းမရလို့တည်သည်မြ password တွေကိုပြောပြီးတော့မှန်လားစမ်းကြည့်ပြီမဲ့တခုမှမရပါဘူးအဖြစ်မှားတဲ့အတွက်လည်းအခုပြမဲ့ကြော်ညာလေးကိုကြည့်လိုက်ရပါသေး ြင်နေကပူနေပြီမလို့မိစက်နောက်မှာအရေးသွားခုနေပြီးတော့ခဏနေကြမှာထွက်လာပြီးတော့တန်ချောင်းကိုစကားပြောကြည့်ပါရီတန်ချောင်းကလည်းအေးဖြူကိုနာမည်ဒီပါရီခေါ်ပြီးတော့ရင်းရင်းနှီးနှီးဆက်ဆံမိမဲ့သူတတ်မှတ်ထားတဲ့စီကိုကြောပုတ်လောက်တာနဲ့တနက်နဲ့ထုတ်ချိန်မှာတော့ရီအေးဖြူကလည်းမနေ့ကပြောခဲ့တဲ့အတိုင်းလူတွေကိုထိခိုက်အောင်မလုပ်ဘူးဆိုတဲ့စကားကိုပြန်ပြောပြီးတော့နှာချကြည့်ပါရီတန်ချောင်းကတော့သူကအပြစ်မရှိတဲ့သူတွေကိုထိခိုက်အောင်မလုပ်ဘူးလို့ဆိုပါရီဒါမဲ့သူတာဝန်ကဂိတ်ဆောင်ဖြစ်လို့ပတ်စွဲမသိဘဲနဲ့စီကိုကြော်လာရင်တော့ကြွကြော်သူအပြစ်သားဖြစ်သွားတာမလို့သူကချေမောင်းရမယ်လို့ဆိုပါရီညဘက်ရောက်တော့ကြောက်ခဲရင်နဲ့ပြပြီးတော့အာရုံလွှဲကြည့်ပြီးမဲ့တန်ချောင်းကသူစောင်းတဲ့နေရာကနေတက်ဖို့ကမှမရှိပါဘူးနောက်ရက်မှာတော့မျက်နှာကို ပြီးတော့ဒုက္ခသည်ပါလို့လင်းကအထဲဝင်ခွင့်တောင်းပါရီ။တန်ချောင်းကသူ့ပိုင်ရှင်ဖြစ်တဲ့အေးဖြူကြီးကခွင့်ပြုချက်ရမှအထဲဝင်ခွင့်ပေးနိုင်မယ်လို့ဆိုပါရီ။ဒါနဲ့အေးဖြူကလည်းမီဇက်နောက်ကိုသွားပြီးတော့ဝေစားပြန်လေကပိုင်ရှင်နေနဲ့ခွင့်ပြုပေးလိုက်တယ်လို့တန်ချောင်းကိုဖြစ်ပြလိုက်ပါရီ။ဒုက္ခသည်အနေနဲ့တန်ချောင်းဒီထက်သွားတော့ခွင့်ပြုချက်ရပြီဆိုပေမဲ့အချက်အလက်ဖြစ်ရအောင်မယ်ပြောလို့လူရဲဟာရဲ့အကုန်လုံးကိုပြောပြရပါသည်။ဒါမှလည်းဘလို့ပဲပြောပြောဒီနားမှာတန်ချောင်းလည်းနေပြီးတော့နောက်ဆုံးထိလည်းပတ်ဆွဲလိုရမလို့အေးဖြူကလည်းလျှော်လိုက်ရပါတော့ရီ။တန်ချောင်းကလည်းအော်ဟစ်စုပူနေပြီမဲ့ဆဲဦးမောင်တန်ချောင်းကတော့အဖက်တောင်မလုပ်ပါဘူး။နေကပူနေလို့ရေကအတော်ငတ်နေပြီးတော့တောက်ဆရာရေကလည်းမရှိတော့ပါဘူး။ကားရဲကနောက်ဆုံးကျန်တဲ့အောက်ဆီဂျင် ှုနဲ့စေုံတစ်ခုစီကိုတွားပြီးတော့ရေချမ်းမချမ်းလိုက်လံရှာဖွေကြည့်ပါရီကိုရောင်ကန်းကိုတွေ့လို့စားစရာကြံမလားဆိုတဲ့စိတ်နဲ့ပိတ်ထားတဲ့အခန်းကြီးကိုအားရပါးရရိုက်ဖွင့်မှာတော့ရီအခန်းတကာကြီးပွင့်တော့ပြီမဲ့အထက်မှာတော့ဘာစုဘာမှမရှိနေပါဘူးရေချိုးကန်းကနေရေလေးတစ်စက်နှစ်စက်ကြာနေပြီမဲ့ရေငက်ပြေလောက်တဲ့အထိမလုံလောက်ခဲ့သလိုအောက်ဆီဂျင်ကလည်းကုန်သွားပြီမလို့ညဉ့်ညံ့နေတဲ့လေထုကိုပဲရှူချရပါတော့ရီအားကြောင့်မလို့အာရင်ချင်းနေစွာနဲ့အိမ်ကိုပြန်လာခဲ့ပါရီကတ်စတီယာကွေကိုတေချာကန်ပြီးတော့နောက်ဆုံးဆုံးဖြတ်ချက်ချကအင်ရှိမာထိုင်နေတဲ့မောင်တန်ညောင်းကိုဝင်တိုက်ပါတော့ရီစီးမကျော်ခင်ကားပေါ်ကခုန်ဆင်းလိုက်တာကန်ကောင်းသွားပြီးတော့တန်ညောင်းကစီးကျော်လာတာနဲ့စတင်ပြစ်ခတ်ခဲ့တာပါကားတိုင်းမှုဖြစ်ကပောက်ခွဲသွားခဲ့ပြီမဲ့တန်ည ောင်းကတော့ဘာမှဖြစ်မသွားပဲနဲ့ကာမီလောင်ရဲ့အပူချိန်ကြောင့်အေးဖြူသာသတိလစ်သွားပါတော့တယ်။လိုလာချိန်မှာတော့တန်ချောင်းကစကားစပြောလာပြီးတော့မင်းညားကကျူးကျော်သူတယောက်ကားနဲ့ဝင်တိုင်ကြောင်းပြောပြပါရယ်။မိစက်နောက်မှာလည်းဒုက္ခသည်တယောက်ရှိနေပြီးတော့သူတို့ကဘူပေါင်းချက်စီရလို့တန်ချောင်းကပြောပါရယ်။အေးဖြူကလည်းဒုက္ခသည်ဆိုရာရောကျူးကျော်သူတွေဆိုရာရောသူဆိုရာပြောပြပြီးမဲ့တန်ချောင်းကတော့မယုံပါဘူး။အေးဖြူကသူ့ကိုတခင်လို့တမန်ရင်ရေလာတိုက်ပေးဖို့ပြောရင်းနဲ့ပင်မနှဲ့နေမှုကြောင့်သတိလစ်သွားပါရယ်။ရေစက်လေးကျလာလို့ပြောပြီးတော့နုလာပြီးမဲ့တန်ချောင်းကရေလာတိုက်တာမဝင်နဲ့မိုးကျလာတာဖြစ်နေပါရယ်။ပျက်စီးနေတဲ့ကဘာကြီးမလို့မိုးရွာတယ်ဆိုရာကလည်းကလေးတစ်ပေါက်တစ်လောက်သာဖြစ်နေတဲ့အပြင်မိုးရေရဲ့အရသာကလည်းစုပ်ပြက်နေလို့ထွေးထုတ် းလိုက်ပြီးတော့သတိပြန်လည်သွားပါတော့ရီသူ့ဖေကသူ့ကိုရေလာတိုက်နေရလို့ထင်အောင်ထင်မှားဖြစ်နေပြီးတော့နိုးလာမှမဟုတ်မှန်းသိပါရီအေဖြူကလည်းတန်ချောင်းကိုသူ့ကိုလက်ထက်အောင်မလာမီတော့တန်ချောင်းကညင်ပါရီအเจ้าကတော့အေဖြူကဒီပုံစံတိုင်းဆိုရင်တည်ဆုံးတော့မှာဖြစ်လို့လက်ထက်လို့မရတာအကြောင်းလို့ထဲထိုးကြီးပြောလိုက်ပါရီအေဖြူကတော့အစာရေစာပြက်လက်မှုကြောင့်သတိလစ်လိုက်နိုးလိုက်ဖြစ်နေပြီးတော့သတိလစ်သွားတိုင်းမှာလည်းအကောင်းပကတိတိုင်းဖြစ်နေတဲ့ကဘာကြီးမှာပြောမျိုးနေပါရီနောက်ဆုံးလက်ကြံသတိနဲ့ကုံယုံထားပြီးတော့တန်ချောင်းကိုလက်ကလေးထောင်းပြကပြန်ပြော့လက်ကြသွားပါရီသူ့ပင်လေးတွေကိုရေလောင်းပေးဖို့မှာကနောက်ဆုံးတွေ့ခဲ့တဲ့လမ်းမနာပင်လေးကိုပါခရီးဆိုင်ဖို့မှာနေပြီးအေဖြူကတည်ဆုံးသွားခဲ့ပါရီအဲ့ဒီအချိန်မှာပဲဆဲယုတ်တန်ချောင်းကတော့11 န္တာကပတ်ဆွဲအမှန်ဖြစ်တယ်လို့ပြောပြီးတော့အိမ်ထဲဝင်ခွင့်ပေးခဲ့ပြီးမြေအရာအလုံးကတော့နောက်ကျသွားခဲ့ပါပြီ။ဒီလိုနည်းနဲ့ပဲဇလန်လေးကပြီးဆုံးသွားပြီးလူကြီးမင်းတို့လည်းတန်ချောင်းလူမျိုးဆဲ့ကိုလေးတရုတ်ပိုင်ဆိုင်ထဲမှာဆီလို့ဆူတောင်းပေးလိုက်ပါရီ။အစုံနှစ်ချီပေးလို့ကျေးဇူးတင်ပါရီ။ Like